အလမင်္ဂလာပါရှင်ကလေးတွေရဲ့ဖွံ့ဖြိုးမှုအတွက်ပေါ့နော်ကျွန်တော်တို့ကစားခြင်းဟာဖွံ့ဖြိုးမှုအသီးသီးအတွက်မရှိမဖြစ်လိုအပ်တယ်ဆိုတဲ့အကြောင်းအရာလေးကိုကျွန်တော်ဆွေးနွေးပေးနေရင်းဖြစ်ပါတယ်အဲ့ဒီမှာဆိုရင်ကစားခြင်းရဲ့အကြောင်းလေးတွေဆွေးနွေးခဲ့ပြီးပြီကစားခြင်းနဲ့ရရှိလာတာလေးတွေပေါ့လေအဲ့ဒီအမှတစင်ကစားခြင်းရဲ့အစင်ချောင်းစင်အစင်ချောင်းစင်ကမှဆွေးနွေးနေတာမှာကဲယနေ့ဆိုလို့ရှိရင်ပြင်စမအစင်ကိုဆွေးနွေးပေးသွားမှာဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီ ကစားခြင်းရဲ့အဆင့်6ဆင့်မှာပစ္စမအဆင့်ဆိုလို့ရှိရင်တက်ဖက်ကစားခြင်းနေသူတို့ရဟာတရားနဲ့တရားဘာလို့တော့မလို့ဆိုလို့ရှိရင်တွဲအတူတူတွဲဖက်ပြီးတော့ကစားတတ်လာပြီးဒီအချိန်နေမှာဆိုရင်သူတို့ဟာဟိုအရွယ်ဘလောက်ထိရောက်သွားလို့ဆိုရင်၃နှစ်ကနေ၄နှစ်အတွင်းမှာရှိတဲ့ကလေးလေးတွေအဲဆိုရင်သူတို့ကဒီ၃နှစ်ကနေ၄နှစ်အရွယ်ရှိတဲ့ကလေးနှစ်အတွင်းမှာရှိတဲ့ကလေးလေးတွေဟာ ဒီလိုပုံစံမျိုးတွေပြုမူတတ်လာပြီဆိုတာကိုကျမတို့ဒါလေ့လာပြီးတော့ကျမပြန်လည်ဆွေးနွေးပေးခြင်းဖြစ်ပါတယ်။ဒါမျိုးလေးတွေကိုလူကြီးမိပါတွေအုတ်တိတ်သူတွေကနေသိရှိထားခြင်းအပြင်မိမိကလေးပဲရွယ်ရောက်နေပြီးတော့ဒါဆိုရင်သူတို့ဟာဘလို့ခြေနေလေးတွေရှိနေမယ်။ဒါဆိုရင်ဒီခြေနေလေးလိုက်လျောညီထွေမှုရှိအောင်ပံ့ပိုးမှုတွေဘလို့လှုပ်ဆောင်ပေးမလို့ဆိုတာလေးတွေကိုကျမတို့ကကျမကရရှိသွားစေချင်တာပါရရှိသွားခြင်းအပြင်သူတို့ကိုမှန်မှန်မှန်ကန်တဲ့ approach တွေနဲ့မှန်ကန်တဲ့နည်းလမ်းတွေနဲ့ဆောင်ရွက်ပေးလို့ရှိရင် သူတို့ရဲ့ဖွံ့ဖြိုးမှုတွေကလည်းကောင်းမွန်လာမှာပါဒါကြောင့်ကျမတို့တပည့်ကုလိုမျိုးဆွေးနွေးပေးနေခြင်းဖြစ်ပါတယ်ရှင်ဒါဆိုရင်ကျမတို့ပြင်စမအဆင့်ပေါ့နော်ဒီကစားကြီးရဲ့အဆင့်6ဆင့်မှာပြင်စမအဆင့်မှာဆိုရင်ကလေးလေးရဲ့အသက်ပိုင်းခြား၃နှစ်ကနေ၄နှစ်အရွယ်၄နှစ်အတွင်းမှာရှိတယ်၃နှစ်ကနေ၄နှစ်အတွင်းမှာရှိတဲ့ကလေးလေးတွေသူတို့တွေကတွဲဖက်ကစားတတ်လာပြီအပြောင်းလဲကာလဖြစ်တယ်အပြောင်းလဲကာလဖြစ်တယ်ကျမတို့ဒီရွယ်ဆိုလို့ရှိရင်ဝူဂျိုချောင်းတွေကိုပို့နေပြီး ီလိုမျိုးအပြောင်းလဲကာလာဖြစ်တယ်အခြားသူတွေကိုပို့ပြီးတော့စိတ်ဝင်စားတတ်လာတယ်အဲကိုကိုကိုပဲစိတ်ဝင်စားတတ်တဲ့အစီအရေတခြားသူတွေကိုစိတ်ဝင်စားတတ်လာပြီ on local and parallel place ကနေပြီးတော့ကြီးစုလေးလာခဲ့တာတွေကိုဆက်လက်လေ့ကျင့်တော့မယ်သူတို့တွေကပိုတိုင်းလေ့ကျင့်တော့မယ်ကစားနေတဲ့အချိန်ဒီအခြားကလေးတွေနဲ့ဘယ်လိုဆက်သွယ်ရမလဲဆိုတဲ့အသည့်တင်ယူရရှိတဲ့ လူမှုရေးဆိုင်ရာ communication ပိုင်းတွေကြွန့်ကျင်မှုတွေကိုမလုပ်တော့ဆိုရင်အသုံးပြုတယ်။ပြီးတော့ဆက်လက်ရှာဖွေမှုတွေလုပ်ဆောင်နေပြီတဲ့။အဲဒါဆိုရင်ကလေးတွေကစားနေတာမြောင်မှုလဲနေတာတွေဟာတကယ်တော့သူတို့ဖွံ့ဖြိုးမှုအတွက်လုပ်ဆောင်နေခြင်းဖြစ်တယ်။ဟိုကလေးများရင်များတယ်လို့ညံသွားကြတာ။တကယ်တော့ကလေးတွေကစားနေတာပြုရှင်စရာကောင်းပါလေ။တကယ်နားလည်ပြီဆိုလို့ရှိရင်သူတို့ကစားနေခြင်းဟာ တကယ်သူတို့ရဲ့ပွင့်ပြိုးမှုတွေကဆက်လက်ရှင်သန်နေကြတာဖြစ်တဲ့အတွက်လူကြီးမိဘအုပ်ထင်းသူတွေကပျော်ရွှင်ဖို့လိုပါတယ်။ဟောမကစားဘဲနဲ့ငြိမ်းနေပြီဆိုရင်သူတို့တွေမှာတကယ်တော့မဖြစ်နေဘူးဆိုရင်ကျမတို့အဲဉာဏ်ရည်ပိုင်းဆိုင်ရာ mental ပိုင်းဆိုင်ရာမှာသူတို့တွေဟာဒီကဟို dis disable ဖြစ်နေပြီလို့ခေါ်တာပေါ့နော်သူတို့တွေဟာပုံမှန်မဟုတ်တော့ဘူးပုံမှန်ဆိုတဲ့ကလေးတွေကဒီလိုမျိုးစစ်နေမှာဒီလိုတွေလောက်ဆောင်ကြရမယ် ဲ့တော့ကြာဒါမျိုးလေးတွေကိုကျမတို့လေးလာဆွေးနွေးပြီးခွင့်ရခြင်းအဖြစ်လေအဲမိမိရဲ့ကလေးတွေဟာဘလို့ခြေနေတွေဖြစ်နေပြီးပုံမှန်ခြေနေလားပုံမှန်ခြေနေမဟုတ်ဘူးလားဆိုတာပါတစ်စစ်တက်ပြီးတော့သုံးသက်လို့ရသွားပြီအဲဖြစ်နေပြီဆိုရင်စောစောတိလေစောချင်းနောက်ကြချင်းဆိုတာမရှိဘူးဆိုရလေကျမရှိပိုင်းမှာနေသွားခဲ့ရင်ဆိုတာဖြစ်တဲ့အတွက်ပြုပြင်ပေးလို့ရနေပြီ ဒါမြ мян ပြုတ်ပြင်ပေးလေမြ мян ဖွံ့ဖြိုးမှုတွေရရှိလေရရှိလေဖြစ်မှာပါဒါကြောင့်ပေါ့နော်ဒါဆိုရင်ဒီကလေးရွယ်ရောက်နေပြီဆိုသူတို့ဟာတေတော်တိတိတတဖြစ်နေပြီထင်ရှားနေပြီအပြောင်းလဲကာလာလဲဖြစ်တဲ့အခြားသူတွေကိုပို့ပြီးတော့စိတ်ဝင်စားတတ်လာတယ်ခုနရှေ့ရပေါ့နော် ကြည့်ရှုလေးကြည့်ရှုလေးလာနေတဲ့တယောက်တစ်ထိုင်းပြီးတော့ကြည့်ရှုလေးလာတဲ့အစ်စ်နေအအပြိုင်ကစားတဲ့အစ်စ်နေကနေ ပြီးတော့ဆက်လက်ပြီးတော့ဗာနော်သူတို့ကြည့်ရှုလေးလာခဲ့တာတွေကိုလေးဆက်လက်လေးကျင့်တဲ့အစ်စ်ကိုရောက်နေပြီ ကစားနေတဲ့အချိန်မှာအခြားကလေးတွေနဲ့ဘယ်လိုဆက်သွယ်ရမလို့အဲအတေးရရှိလာတဲ့လူမှုရေးဆိုင်ရာကြီးကျင့်မှုတွေကိုလည်းအသုံးပြုပြီးတော့ဆက်လက်ရှာဖွေနေပြီအဲ့ဒါဘလို့နည်းတယ်လို့ဆိုရင်ကစားရင်းနဲ့ရှာဖွေနေတာစာရီကုန်းရေးပြီးတော့လေးလှအောင်ရေးနေုံနဲ့ဒီကကွင်ပြိုးမှုတွေမရနိုင်ပါဘူးရှင်သူတို့ကစားခွင့်များများပေးရပါမယ်ခုနလိုပါပဲစာရီကိုတင်းနေစလုံးတွေမှတ်မိအောင်တင်းနေဆိုလဲ ဘလိုနည်းရနဲ့လှုပ်ဆောင်ရရဆိုကျွန်တော်ရှေ့ပိုင်းမှာနည်းရတွေမှာပါသွားမှာဆိုကျွန်တော်ဒါအောင်အခြေချက်မပြောတော့ပါဘူးအဲ့တော့တော့အရေးကြီးတဲ့အချက်ကတော့တို့ကိုကစားခွင့်ပေးရပါမယ်ဒီရွယ်မှာဒီလူမျိုးလူမှုရေးဆိုင်ရာကြွန့်ကျင်မှုတွေကို အသုံးပြုပြီးတော့တို့တွေကကစားရင်းနဲ့ဆက်လက်ရှာဖွေမှုတွေလှုပ်ဆောင်နေကြတယ်ဆိုတာလေးကိုကျွန်မအနေနဲ့ဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင်အဲ့ဒီမှာဆိုလို့ရှိရင်ပတ်ဝန်းကျင်မှာမိမိမိသားစုမှာအဆင်မပြေဘူး တခြားသူနဲ့ဘလို့မလုပ်နိုင်ဘူးဆိုလို့ရှိရင်စူဇန်ရှာဖွေလေးလာမှုတွေကိုလှုပ်ဆောင်နေပြီးတွဲဖက်ကစားတတ်တဲ့အလုပ်တွေကိုသူတို့လှုပ်ဆောင်နေရပြီးလှုပ်ဆောင်နေပြီးဒါပို့ပြီးတော့တိုးတက်ကောင်းမွန်တဲ့အဆင့်ကိုရောက်ရှိလာပြီးဒါသူ့ရဲ့ဘဝမှာအင်မတန်အရေးကြီးရဲ့ဖွံ့ဖြိုးမှုတွေကိုရရှိအောင်ဆောင်ရွက်နေကြပြီဆိုတာလေးကို ကျွန်မဆွေးနွေးပေးခြင်းဖြစ်ပါတယ်ရှင်အဲ့ဒီမှာလဲသူတို့တွေဟာသူတို့ရဲ့ဒီအယူကလေးတွေပေါ့နော် တို့တကူသူတို့ဒါတွေကိုအတူတကွာပူပေါင်းကစားလို့ရတယ်ဆောင်ရွက်လို့ရတယ်ဥမာပေါ်တော့မိဖို့ကြောင့်ထဲမှာရှိတဲ့ပစ္စည်းလေးတွေပဲဖြစ်ဖြစ်ကားလေးတွေပဲဖြစ်ဖြစ်အတူပေါ့နော်စကားပြောရင်းနဲ့တယောက်နဲ့တယောက်ဒီကစားနေစဉ်အတွင်းမှာအပြန်အလှန်မလုပ်လို့ဆိုရင်ဒါတွဲဖက်ကစားခြင်းဖြင့်ပြင်ပြို့မှုတွေကိုတရားရှိအောင်ပေါ့သူတို့ကစားရင်းနဲ့တည်ယူမှုဒါဒီဖွံ့ဖြိုးမှုတွေပါအဲ့ဒါကနေတဆင့်တက်သွားမယ်ဆိုရင်၄နှစ်အထက်ကလေးတွေ ူတို့တွေက cooperative play သူတို့ကကြတော့ပူးပေါင်းပါဝင်ကစားတတ်လာအေးအင်မတန်ကောင်းလာပြီတော်တော်လေးဟိုဒါအဆင်းကလည်းပူပြီးတော့ကောင်းတဲ့အဆင်းကိုရောက်သွားပြီသူတို့ရဲ့ဘဝအတွက်လိုအပ်တဲ့ပြည့်ပြည့်မှုတွေရရှိဖို့အတွက်အားယူနေတဲ့အဆင်းကြီးအဲ့ဒီမှာလည်းပဲမိဘတွေကလည်းအရေးကြီးလာပြီမိဘတွေအုပ်ထိန်းသူတွေအတွက်လည်းပိုးပြီးတော့ဂယူးဆဲရမယ့်အရွယ်လေးဖြစ်သွားပြီကစားသူအချင်းချင်းအားလုံးပူးပေါင်းပါဝင်မှ ကစားနိုင်အောင်အထောက်တယ် ကစားသူအချင်းချင်းအားလုံးပူးပေါင်းပါဝင်နိုင်မှုတွေအထုတ်တယ်ကိုတယောက်တည်းမကစားတော့ဘူးနှစ်ယောက်ပဲရှင်ပြီးကစားတာမဟုတ်တော့လူ၄၅ယောက်အများနဲ့အားလုံးပါဝင်တော့ဘလူတွေကစားကြမလို့ဆိုတော့သူတို့အားထုတ်ကြပြီအဲအဲ့ဒီအမှန်နဲ့သူတို့မှလည်းအုပ်စုပန်းနိုင်နေရှိကြပြီအဲအဲ့ဒီအမှကစားရလိုက်နိုင်ရမယ်စီမင်းစည်းကမ်းတွေဒီမှာရှေ့တိုင်းမှာဆွေးနွေးသွားတဲ့ထက်မှာပါတယ်သူတို့ကိုသူတို့စီမင်းသူတို့ကသူတို့စီမင်းဆွဲတာကလေးကသူသူတို့ဒီဒီကစားတဲ့နေရာမှာဘလူစည်းကမ်းတွေထားမယ် မင်းလည်းလိုက်နာမယ်ငါလည်းလိုက်နာမယ်အဲ့လိုပုံစံမျိုးကြီးနေစီကန်းနဲ့ရေးဆွဲတယ်အဲ့လိုရေးဆွဲတဲ့အခါမှာပြိပက္ခတွေဖြစ်လာဖြစ်လာတတ်တယ်ဖြစ်လာတတ်တယ်ဆိုတော့ဒီရွယ်မှာဒီလိုမျိုးလေးကြီးရှိတတ်တယ်ဆိုတာလေးတွေကိုအုတ်ထင်းသူတွေကသိရှိထားခြင်းအဖြစ်သူတို့ကိုကူညီမှုတွေအများကြီးလှူဆောင်ပေးလို့ရတယ်ဒီရွယ်မှာဒီလိုမျိုးလေးရှိတတ်တယ် complete တွေရှိလာပြီပြိပက္ခတွေဖြစ်လာပြီဒါဆိုလို့ရှိရင်သူတို့ကိုတတိထားပြီးတော့ဒီလို complete ကို ဒီ prefect ကိုဘလို့နီးလဲနဲ့ easy တင်ရေးစွာဖြစ်ရှိမလို့ဆိုတာကိုကူညီပေးလို့ရသွားပါပြီရှင်။ကူညီလည်းပေးရပါမယ်။နောက်တစ်ခါမျှဝေရမယ်မိမိပြည်မှာရှိတဲ့ကစားစရာပစ္စည်းကိုတခြားသူကိုလည်းမျှဝေပေးရမယ်ဆိုရဲအတိတွေအလှည့်ကျဆောင်ရွက်ရမယ်အဲဒါလေးတွေကိုလေ့ကျင့်ပေးရမယ်ကစားစရာပစ္စည်းလေးတွေနဲ့ तू ကဒါလေးကိုလှူဆောင်နေတဲ့အချိန်မှာကိုက စောင့်ပြီးတော့နောက်ကိုလှည့်ကြလို့ရှိရင်ဘာလို့မလို့ဆိုရင်လှုပ်ဆောင်စေမယ်။ဒါလို့ဒါလှည့်ကြလှုပ်ဆောင်တတ်တယ်ဆိုတော့အရင်ချင်းပေါ့နော်ဖွံ့ဖြိုးမှုကိုတည်ယူတာပါ။ကစားရေးနဲ့တည်ယူနေတာပါ။နောက်တစ်ခါစိတ်ဆက်ညှိနှိုင်းရသေးတယ်။ကစားရေးနဲ့ဟဲ့ဒီစီကိုတော့ဥမာသူတို့ရေစီကြော်သွားပြီဆိုပါစို့ကစားရေးနဲ့ပေါ့နော်။ဟဲ့မင်းဒီစီကတော့မကြော်ဘူးကြော်တဲ့ညင်းညာသေးတယ်။အဲ့မှာ ကြားရလူကနေပြီးတော့ဟဲ့ဒါကတော့မင်းဒလူလေးကွာဒီနားလေးမှာရောက်နေရဆိုတော့ဒါစီးကြော်တယ်လို့ခေါ်တယ်ကွာအဲစိတ်ဆက်ညီနိုင်မှုကလည်းသူတို့ထဲမှာပါလာသေးတယ်အဲ့မှာသူတို့လူကလူက၄၅ယောက်ကစားတာဟုတ်ကလေး၄၅ယောက်ကစားတာဖြစ်တဲ့အတွက်ကစားရင်းနဲ့သူတို့တွေကတယောက်နဲ့တယောက်ညင်းကုန်ကြပြီးလို့အဲ့ထဲမှာသူတို့အဖွဲ့တွေကသူကဘာလို့တော့လားစိတ်ဆက်ညီနိုင်တာ ဟဲ့မင်းဒီကတော့မင်းပစ္စည်းကတော့ဒီနေရာမှာရောက်နေတာဒီမှာဒီစီမကြော်သေးဘူးလေကွာဒါဆိုရင်မင်းအပြင်းမထွက်ဘူးလို့ခေါ်တယ်အဲဒါမျိုးတွေပေါ့စိစက်ညင်နိုင်ညင်နေလှုပ်လာပြီးထိရုပ်ချင်းနေရဲ့တရားကိုသူတို့ကစားပွဲကိုဟိုဆက်ကစားအောင်လို့လေထိန်းထားရမယ်လေကြေတနာပြိပက္ခတွေဖြစ်လဲ conflict တွေဖြစ်လာပြီဆိုရင်ထိန်းထားရမယ်ထိန်းထားနိုင်မှုတွေတယောက်နဲ့တယောက်ကအပေးယူမျှနေရမယ်စီးမြင့်နေလိုက်နာနေရမယ်သူတို့ချတဲ့သူတို့စီကံကိုသူတို့လိုက်နာနိုင်မှာ သူတို့လိုက်နာမှာလဲဆက်ပြီးကစားလို့ရမှာလေဒီအသည့်တွေကိုဒီကစားရံနေတင်ယူနေတာအများကြီးပဲကျွန်တော်တို့လေးလာရင်လေးလာတလောက်သူတို့တွေရဲ့တင်ယူမှုတွေအများကြီးရှိနေတယ်ဆိုတာကိုဟိုတွေ့ရှိရတယ်ပေါ့နော်ကျွန်တော်ရှေ့ပိုင်းမှာဆွေးနွေးရတဲ့မှာလဲပါသေးတယ်ကလေးတွေရဲ့ဘာသာစကားတထောင်လေး100 languages တင်တာဘာသာစကားဆိုတာခုနဘာသာစကားသူတို့ရဲ့ဖွံ့ဖြိုးမှုတွေလေဖွံ့ဖြိုးမှုတွေကများပြားလွန်းလို့ဘာသာစကားတက်ရ ကလေးတွေ100 languages ဆိုပြောဆွေးနွေးကြရရှိရဘာသာစကား100ဆိုတော့သူတို့ရဖွင့်ပြမှုတွေကများပြားလွန်းလို့ဒီဘာသာစကားနဲ့တင်စားပြီးတော့တော့ပြောရတယ်ခုလည်းအဲ့လိုပါပဲမျှဝေခြင်းတွေလှူဆောင်ရမယ်အလဲကျဆောင်ရွက်တက်ရမယ်စိတ်ဆက်ညှိနှိုင်းရမယ်ဒါတကထိန်းချုပ်အောင်မယ်ကိုကိုကိုထိန်းချုပ်နိုင်ခြင်းစွမ်းရည်ရှိရမယ်ဒါမှဒီကစားပွဲကိုဆက်လက်ပြီးတော့ဆောင်ရွက်ရမှာလीသူတည်ယူမှုတွေအများကြီးဖြစ်နေတယ်ဖွင့်ပြမှုတွေအများကြီးရရှိနေတယ်သူတို့ရဖွင့်ပြရမယ်စွမ်းရည်တွေကိုကစားရင်းနဲ့ ဒီပင်ယူမှုအများကြီးကိုရရှိနေစေတယ်ဆိုတာလေးကိုဆွေးနွေးပေးခြင်းဖြစ်ပါလေရှင်။အဲ့ဒီအချိန်မှာလူကြီးတွေရဲ့ကုညီထောက်ပံ့လမ်းညွှန်ပေးမှုတွေအများဆုံးလိုအပ်တဲ့အရွယ်ခုနလိုပေါ့နော် ကျမတို့ conflict တွေဖြစ်လာပြီဆိုလို့ရှိရင် problem တွေဖြစ်လာပြီဆိုလို့ရှိရင်သူတို့တွေကို scaffolding လုပ်ပေးဖို့လိုပါတယ်။ကုညီလမ်းညွှန်ထောက်ပံ့ပေးမှုတွေလိုအပ်တယ်။အနီးကပ်နေပြီးတော့သူတို့တွေရဲ့စိတ်လုံခြံခံစားမှုအခြေအနေတွေကိုကောင်းမွန်စွာဘယ်လိုဖော်ပြရမလဲ။ စိတ်လှုပ်ရှားခံစားမှုဟာကောင်းတယ်တကယ်ကတော့မှန်ကန်စွာပေါ်ပြတဲ့ရင် ကောင်းပါတယ်စိတ်လှုပ်ရှားခံစားမှုဖြစ်ပေါ်နေတာမှန်ကန်ရမယ်ဟိုပောက်ကွဲထွက်တာမျိုးမဖြစ်ရဘူးပေါ့နော်ဒါတော့ကောင်းမွန်မှန်ကန်စွာဘယ်လိုပေါ်ပြရမလဲဆိုတာကိုကူညီပေးရမယ်ကြေတနာတွေကိုဘယ်လိုဖြည့်ရှင်းပေးရမလဲဆိုတာတွေကိုသင်ယူနိုင်မှုတွေကူညီပံပံ့ပိုးပေးမှုတွေအများကြီးလှုပ်ဆောင်ပေးရမယ်ဒါအရွယ်ပိုင်းခြားဖြစ်ပြီးဒီအပိုင်းခြားမှာဆိုလို့ရှိရင် ီကျမတို့ပေါ့နော်ကစားခြင်းရဲ့အစင်း၆ဆင့်အသက်ပိုင်းခြားကြတော့၄နှစ်အထက်ကလေးတွေပူပေါင်းပါဝင်ကစားခြင်းတွေအများနဲ့လှူဆောင်ခြင်းတွေလှူဆောင်တဲ့အခါမှာလူကြီးမိဘတွေရဲ့ကုညီထောက်ပံ့ပေးမှုတွေလမ်းညွန်အားပေးမှုတွေအများဆုံးလိုအပ်တဲ့အနီးကနေပြီးတော့သူကလေးတွေရဲ့စိတ်လှုပ်ရှားမှုတွေအခြေအနေတွေကိုကောင်းမွန်စွာဖော်ပြထက်အောင်ပြဿနာကိုစနစ်တကျနဲ့အေးချမ်းစွာဖြေရှင်းတတ်အောင် ်တည်ယူနိုင်အောင်ကူညီမှုတွေကိုမလုပ်ပေးရမလို့ဆိုရင်ပံ့ပိုးပေးမှုတွေများများလှူဆောင်ပေးရပါမယ်။ဒါကတော့ကျမတို့ဒီကပူပေါင်းပါဝင်ကစားခြင်း cooperative play ဆိုတဲ့ဒါ၄နှစ်အထက်ကလေးတွေပါ။သူတို့ကတခြားသူတွေနဲ့ကစားကြတယ်။ကစားနည်းမျိုးစုံကိုသူတို့ဒီရွယ်မှာ၄နှစ်အထက်ကလေးတွေမှာစုပေါင်းပြီးတော့ပေါ့နော်။ဒါကစားကြတဲ့အရွယ်ဖြစ်ပါတယ်။အဲ့ဒီမှာဆိုလို့ရှိရင်သူတို့တွေက ဒီ gain တွေအများကြီးပေါ့နော်ဟိုပုံစံမျိုးမျိုးတွေပဲ instruction ပုံစံမျိုးမျိုးတွေနဲ့အဲကလေးတွေအားလုံးကအတူတကွမလုပ်တော့ဆိုရင်ဒါဟိုကစားကြတယ်ဒီမှာဆိုလို့ရှိရင်ဒီပြေးဝဲဝင်နေဆိုလို့ရှိရင်လည်းအပြေးပြေးလမ်းကြောင်းမှာဘယ်လမ်းကြောင်းအတိုင်း UTV မိမိလမ်းကြောင်းအတိုင်းမိမိသွားမယ်ဆိုတာ C အဲနောက်တစ်ခါထွက်တဲ့အခါမှာလည်းခရရဲ့မှောက်တန်းကိုကြားမှာထွက်ရမယ်ကြိုထွက်လို့မရဘူးဆိုတော့သူ့ရဲ့ဒါစီကန်းနေ သည်ဖြင့်ပေါ့နော်ဒါမျိုးတွေကိုသူတို့တွေဒါလိုက်နာပြီးတော့မှမလုပ်အောင်စင်ဆောင်ရဲရတာအဲ့လိုပဲပေါ့နော်ဒီမှာဝိုင်းဖွဲ့ပြီးတော့သူတို့တွေဒါတခုခုပေါ့ဒါစကက်ဆက်ကစားနည်းလေးတွေလို့ပေါ့နော်စကက်ဆက်ကစားတယ်ဆိုလို့ရှိရင်လေဒီတယောက်ကစထားတဲ့စကက်ဆက်ကိုနောက်တယောက်ကဆက်ဆက်အောင်မလုပ်အောင်လို့ဆိုလို့ရှိရင်ဟို ဆက်ပြီးတော့ကစားပေးရမှာပြော့ပေးရမှာအဲ့လိုနဲ့အဆက်အဆက်အဆက်စစ်နဲ့သွားတဲ့အခါမှာဟိုဥမာအလှည့်ချတဲ့သူကမပြောဘဲနဲ့ဟိုကြော်ပြီးတော့ပြောလို့မရဟုတ်လေဒါသူတို့ရဲ့စီးရည်ရှိရဲ့အဲ့သူတို့ရဲ့ဒါညွန့်ကြချက်တွေရှိမယ်ဒါမျိုးတွေကိုလည်းသူတို့တွေစနစ်တကျပေါ့နော်ဆောင်ရွက်တတ်အောင်ဒီလူကြီးမိဘတွေကနေပြီးတော့မလုပ်ပြရမလို့ဆိုရင်ကုညီပံပေးပံမိုးပေးဖို့ ဒါလိုအပ်တယ်ဒါအဆင့်ကိုရောက်သွားပါပြီဒီလိုနီးတွေနဲ့ပေါ့နော်သူတို့တွေကတရားနဲ့တရားကစားနီးအများကြီးရှိတယ်ကျမတို့တွေအဲ့ဒီအနီးရှိနောက်ပိုင်းမှာပါလာမှာပါအဲ့ဒီနီးတွေနဲ့ပေါ့နော်သူတို့တွေရဲ့ဖွံ့ဖြိုးမှုအသက်အပိုင်းချအလိုက်ဖွံ့ဖြိုးမှုအဆင့်တွေဟာအသက်အရွယ်လိုက်ပေါ့နော်ဒါဖွံ့ဖြိုးမှုအဆင့်တွေဟာတစင်ချင်းတစင်ချင်းဘာဖြစ်သွားမလို့ဆိုရင်အဲတိုးတက်သွားမယ်အဲ့တိုးတက်သွားရင်ねသူတို့ရဲ့ဖွံ့ဖြိုးမှုတွေကိုねဘလေးလိုနီးလန်းနဲ့ဖွံ့ဖြိုးအောင်ဆိုရင်ကစားခြင်းကနေပြီးတော့ ဒါတင်ယူမှုတွေလုံဆောင်ခြင်းအပြင်ဖွံ့ဖြိုးသွားခြင်းဖြစ်ပါတယ်အဲ့လိုမျိုးဖွံ့ဖြိုးမှုတွေကိုအစဉ်တိုင်းမှာပေါ့နော်ကျမအစဉ်၆ဆင့်ကိုဆွေးနွေးခဲ့တဲ့တစ်ဆင့်ချင်းတစ်ဆင့်ချင်းစီတိုင်းမှာဖွံ့ဖြိုးမှုတွေဟာအစဉ်အလိုက်ဖြစ်ပေါ်လာအောင်ကစားခြင်းနည်းရနေပြီးတော့ဒါသူတို့တွေရဲ့ဒီစူဇန်ရှာပွေလေးလာတာတွေတီထွင်ဖန်တီးတတ်တာတွေအဲတရားမိမိကိုကိုမိမိတည်မြင်ခြင်းဆိုတဲ့အကြောင်းအရာတွေစသည်ဖြင့်ပေါ့နော်အဲ့လိုမျိုးအစဉ်ချင်းစဉ်ချင်းမှာရရှိလာအောင် ဟာကုညီပံပိုးရမယ့်အစင်ဒီကုညီအစင်တိုင်းမှာကုညီပံပိုးမှုတွေကိုမှန်မှန်ကန်ကန်နဲ့ပေါ့နော်ကုညီပံပိုးပေးခြင်းအဖြစ်တို့ကိုယ်တိုင်လည်းလွတ်လွတ်လပ်လပ်ကစားစီခြင်းအဖြစ်ပေါ့နော်ဒီအရွယ်လိုက်ဒီကစားခြင်းရဲ့အစင်ဒီလိုက်အစင်ချင်းစီတိုင်းမှာရရှိသွားအောင်ဆောင်ရွက်ပေးရပါမယ်ကျမတို့ဒီက ကစားခြင်းအစင်၆ဆင့်ကိုဟိုဆွေးနွေးခွင့်ရတဲ့အတွက်ကိုပဲဘာတွေရလာတော့ဆိုရင်အသက်အပိုင်းချလိုက်တို့ရဲ့ကလေးလေးတွေရဲ့ ဘလို့တဲ့ပိုင်းချမှာဘလို့ခြေနေလေးရင်းနဲ့တို့တွေပြုတ်မှုကြရဲဆိုတာလေးတွေကိုသိရှိခွင့်ရတယ်။ဒါဆိုရင်ဒီတဲ့ပိုင်းချမှာဒီလိုမျိုးပြုတ်မှုလေးတွေရရှိလာအောင်ဘလို့ကုညီမှုတွေလမ်းညွှန်မှုတွေလမ်းပြမှုတွေဆောင်ရွက်ရမလို့ဆိုတာကိုလူကြီးမိဘတွေကနေသုံးသပ်ပြီးတော့ဆောင်ရွက်ကုညီပေးလို့ရှိရင်တကယ်ကိုပဲပြည့်ပြည့်မှုအကောင်းကောင်းနဲ့တို့တွေကဒီပြဿနာတွေပဲဖြစ်လာတာပဲဖြစ်ဖြစ် conflict တွေဖြစ်တာပဲဖြစ်ဖြစ်ပေါ့နော် agent တာရော ေးချမ်းသာယာစွာနဲ့မှန်မှန်ကန်ကန်နဲ့ဖြစ်ရှင်းနိုင်တဲ့သူတွေမိမိကိုယ်ကိုမိမိယုံကြည်မှုရှိစွာနဲ့ဆောင်ရွက်တတ်တဲ့သူတွေဖြစ်သွားဖြစ်ပေါ်လာစေမှာလည်းဖြစ်ပါတယ်။အဲအဲ့လိုမျိုးဖြစ်ပေါ်လာအောင်လူကြီးမိဘတွေကနေပြီးတော့ဒါကုညီပံ့ပိုးမှုတွေကောင်းကောင်းနဲ့ပေါ့နော်စနစ်တကျနဲ့သူတို့ကိုဆောင်ရွက်ပေးစေခြင်းအဖြစ်ဒီကစားချင်းရဲ့ရရှိလာမဲ့အကျိုးကျေးဇူးတွေကိုအဖွင့်ပြိုးလာအောင်ရရှိလာအောင်ဆောင်ရွက်ပေးကြရအောင်ပါလို့ပြောကြရင်းနဲ့ ཁྱི ཕྱད མི ཁྱི 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 ཁྱི